င်္ဂလာပါရှင်စစ်တပ်အာဏာသိမ်းပြီးနောက်လူမြောက်လာတဲ့အညာဒေသကနေမြေတွေမှာရှိတဲ့ပြည်သူတွေအင်တာနက်ကိုဘလို့သုံးဆွဲနေကြပါသလဲအရခတ်သက်တော်အေအေးထိတ်ချုပ်ထားတဲ့ရခိုင်ပြည်နယ်မြောက်ပိုင်းပုံနှကျိုးမြို့နယ်ကကြေးရွာ90ကျော်မှာတောက်တုံးရီအခက်ခဲနဲ့ရင်ဆိုင်နေရပါတယ်ရွေးကောက်ပွဲအတိမတ်ပြုမှုရဖို့စစ်ကောက်စီကမြမအမျိုးသားလူအခွင့်ကော်မရှင်ကိုဘလို့အတုံးပြုနေပါသလဲ ဆရာနာသိပြီးနောက်ဖုန်းလိုင်းနဲ့အင်တာနက်ဖြတ်တောက်ခင်ရတဲ့အညာဒေသကပြည်သူတွေဟာဒေသအတွင်းနဲ့နိုင်ငံတော်ဝန်ကတည်င်းအချက်လက်တွေရရှိဖို့ခက်ခဲလာခဲ့ကြတယ်လို့ဆိုပါတယ်ခက်ခဲမှုတွေကြာကပြည်သူတွေဟာလက်ရှိအချိန်မှာတော့တည်င်းအချက်လက်တွေကိုနီးပညာအကူအညီတွေနဲ့ပြန်လည်ရရှိနေကြပြီလို့ပြောပါတယ်။လက်ရှိအချိန်မှာအညာပြည်သူတွေတည်င်းအချက်လက်တွေကိုဘလို့ရယူနေကြတာလဲအခက်အခဲတွေကဘာတွေလဲတည်င်းပြည်စုံကိုအာမီကတင်ဆက်ထားပါတယ်။ ဖုန်းလိုက်နဲ့အင်တာနက်ဖြတ်တောက်မှုတွေကြားကနေပြည်သူတွေအနေနဲ့သူတို့သိကျင်တဲ့သတင်းအချက်အလက်တွေရယူရတဲ့အခြေအနေနဲ့ပတ်သက်ပြီးတော့အညာဒေတာကိုရောက်ခဲ့တဲ့မြန်မာနိုင်ငံလုံးဆိုင်ရာတောင်းသားများဒီမိုကရက်တစ်တပ်ဦး ABSDF ဥက္ကဋ္ဌဦးတန်ခဲကအခုလိုမျိုးပြောပါဗျ။ကျွန်တော်တွေ့တဲ့လူထုကြားထဲမှာ TV ကြီးတဲ့လူထန်းစားမရှိတော့ဘူး။နောက်တစ်ခုကလူထန်းစားဆိုရယ် TV ကြီးတဲ့ကြီး TV ပေါ်မှာမိပြီးတော့သတင်းယူကြတော့မယ်ဆိုတော့အခြေအနေတော်တော်ရှားပါတယ်။အိမ်တိုင်းကိုစီမှာတော့အခုပြောနေတဲ့ ငါဒီဒီတယ်လီဖုန်းဒါမှမဟုတ်လဲတက်ဘလက်လိုဟာမျိုးတွေနဲ့အဲဆက်သွယ်မှုစနစ်ကိုဒါမှတည်အချက်လက်အဲဒီဒီသူသူတို့အတွက်ဟိုဘယ်လိုပြောမလဲဆိုရင်ရယူတဲ့ပုံစံပေါ့အဲအဲ့ဒီဘက်ကိုပြောင်းသွားပြီလို့ဟိုတွေ့ရတယ် အညာပြည်သူတွေဟာဖုန်းလိုင်းနဲ့အင်တာနက်ဖြတ်တောက်မှုတွေကြောင့်သတင်းအချက်အလက်ရယူဖို့ခက်ခဲမှုတွေကိုအချိန်တော်တော်ကြာကြုံတွေ့ခဲ့ရပြီးလက်ရှိမှာတော့စစ်တပ်ထိန်းချုပ်မှုအောက်ကမဟုတ်တဲ့အမေရိကန်တထေးကြီး Elon Musk ရဲ့ Starlink အင်တာနက်ကို အသုံးပြုပြီးသတင်းအချက်အလက်တွေကို ပြန်လည်ရယူနေပြီလို့ပြောပါတယ်။အများစုရသတင်းပေါ်မှာမိခုံနေတာကတော့ခုပြောတဲ့ satellite center တွေကကျွန်တော်တို့လူလူအတွက်သတင်းအချက်အလက် စူးစောင်းတဲ့နေရာနောက်တစ်ခုကတော့အချင်းချင်းဆက်သွယ်တဲ့နေရာအဲနောက်မိသားစုချင်းပဲဖြစ်ဖြစ်အဲနောက်အဲဝေးကွာနေတဲ့နိုင်ငံခြားကိုလည်းဆက်လို့ရတယ်ကိုဗမာပြည်ထဲမှာအချင်းချင်းလည်းဆက်လို့ရတယ်ဆိုတော့အခါကျတော့ဒါသလိုချင်းချင်းကြားမှာတရင်ချက်လက်တွေကိုဟိုဟိုဟိုပြောဆိုနေတာရှိတယ် အနာသိမ့်ပြင်းနောက်စစ်ကောင်စီကတရဲအမောင်ချဖို့အတွက်ဖုန်းလိုင်းနဲ့အင်တာနက်လိုင်းတွေကိုပြည်နယ်နဲ့တိုင်းဒေသကြီးအတော်များများမှာ ဖြတ်တောက်ခဲ့ပြီးလူခွင့်ရေးချိုးဖောက်မှုတွေကိုကြဲကြဲပြန့်ပြန့်ကျူးလွန်ခဲ့တယ်လို့လူခွင့်ရေးလှုပ်ရှားသူတွေနဲ့ပြည်သူတွေကဆိုကြပါတယ်ဖုန်းလိုင်းနဲ့အင်တာနက်ဖြတ်တောက်ခံရမှုတွေကြောင့်အညာဒေသကပြည်သူတွေဟာတရဲအချက်လက်ရယူဖို့အခက်အခဲတွေရှိလာကြတဲ့အပြင်အွန်လိုင်းကနေဈေးဟောင်းတဲ့သူတွေအွန်လိုင်းကနေတဆင့်လှုပ်ဆောင်နေရတဲ့ငွေသွင်းငွေထုတ်လုပ်ငန်း န်းတွေလည်းရပ်တန့်သွားတယ်လို့ပြောပါရယ်လက်ရှိမှာတော့အညာဒေတာကပြည်သူတွေဟာ Starlink Internet ကိုအသုံးပြုလို့ရလာတဲ့အတွက်သူတို့သိကျင်တဲ့ဒေတာတွင်းနဲ့နိုင်ငံတော်ကနိုင်ငံရေးစီးပွားရေးလူမှုရေးလူခွင့်ရေးချိုးဖောက်ခံရမှုအဆရှိတဲ့သတင်းတွေကို ပြန်လည်ရယူနိုင်ကြပြီဖြစ်တယ်လို့ပြည်သူအချင်းချင်းကြားမှာလည်းသတင်းဖလှယ်မှုတွေကိုလှုပ်ဆောင်နေတာတွေကိုတွေ့ခဲ့ရတယ်လို့ရဲဘော်တန်းကပြောပါတယ်ရှင် အရခတ်သက်တော် AA ထိ ंछ ုပ်ထားတဲ့ရခိုင်ပြည်နယ်မြောက်ပိုင်းပုံနှကြိုးမြို့နယ်ကကျေးရွာ90ကျော်မှာတောက်တုံးရီအခက်အခဲနဲ့ရင်ဆိုင်နေရတယ်လို့စစ်ဘေးရှောင်ကူညီလှုပ်ဆောင်နေသူတွေကပြောပါတယ်။ပုံနှကြိုးမြို့နယ်ဟာနေ့စဉ်ရင်ရှားပါမှုနဲ့ကြုံတွေ့နေရပေမဲ့ဒီနေ့မှာပိုဆော်ပြီးရင်ရှားပါမှုကိုကြုံတွေ့နေရတယ်လို့ဆိုပါတယ်။ 2024ဒီဇင်ဘာလကစပြီးရေရှားပါမှုစတင်ခဲ့တာကြောင့်ကျေးရွာတွေမှာရေအေးမြင့်တွေနေပါလာပြီးစစ်ဘေးရှောင်တွေတိုးလာတာကြောင့်ရေရှားပါမှုကပိုဆိုးလာတယ်လို့၄ယောက်ချီဖော်ရေးရှင်ကတာဝန်ရှိသူက ပြောပါတယ်ကျေးရွာတွေမှာမိုးရေတိုလောက်ကန်တွေရှိပေမဲ့ဒီနေ့မှာရေကန်တွေစောစောခန့်ချောက်သွားတယ်လို့ရာသီဥတုပြောင်းလဲမှုတွေကြောင့်လည်းရေရှားပါမှုကပိုဆိုးလာတာလို့ဆိုပါတယ် ပုံနှကြွမြို့နယ်ကကျေးရွာရီမှာမြို့ပေါ်ကစစ်ရှောင်ရီနဲ့စစ်သွေးရတိတောင်မြို့နယ်တွေကနေစစ်ဘေးရှောင်စုစုပေါင်း6000နီးပါးလာရောက်ခုလုံနေကြပြီးရေရရှိရေးအပအဝင် နေထိုင်စားသောက်ရေးအတွက်အလူရှင်တွေကိုသာအားကိုးနေကြရတာဖြစ်ပါတယ်။လက်ရှိမှာတောက်တုံးရီရှားပါမှုကပိုဆိုးလာနေတာကြောင့်ကျေးရွာတာဝန်ရှိသူတွေကသမိသားစုကိုတရက်ရင်ငကလန်ပဲခက်ခွင့်ပြုထားတယ်လို့ဆိုပါတယ်။ စစ်တပ်အာဏာသိမ်းပြီးနောက်မြန်မာနိုင်ငံတဝန်းအရက်သားတည်ဆုံမှုဟာစကိုင်းတိုင်းထဲမှာအများဆုံးဖြစ်တယ်လို့ Data for Myanmar ကထုတ်ပြန်ထားပါတယ်။ Data for Myanmar ရဲ့ Match La 12ရက်နေ့ထုတ်ပြန်ချက်အရ2023ခုနှစ် Match La ကနေ2025ခုနှစ်ဇန်နဝါရီလအတွင်းစကိုင်းတိုင်းဒေသမှာအကြမ်းဖက်မှုတွေကြောင့်အရက်သား9300ကျော်တည်ဆုံခဲ့ပြီး3800နီးပါးဒဏ်ရာရခဲ့ပါတယ်။ ဒါပြင်2025ခုနှစ်ဇန်နဝါရီလအတွင်းစကိုင်းတိုင်းထက်ကမြို့နယ်22ခုမှာအရက်သား43ရောက်တည်ဆုပ်ခဲ့ပြီးဒဏ်ရာရသူ66ရောက်ရှိခဲ့ပါတယ်။စကိုင်းတိုင်းထက်မှာရွှေဘူခရိုင်ကအရက်သားတည်ဆုပ်မှုအများဆုံးဖြစ်ပြီးတည်ဆုပ်သူ1400ကျော်ရှိခဲ့ပါတယ်။မုံရွာနယ်စကိုင်းခရိုင်မှာတည်ဆုပ်သူ600ကျော်စီရှိခဲ့ပြီးကံဘလူးရင်းမပင်နဲ့ကလေးခရိုင်မှာလည်းတည်ဆုပ်သူအယောက်900ကျော်ရှိခဲ့ပါတယ်။ အယက်သားတည်ဆုံမူးစုစုပေါင်းရဲ့83ရက်ခိုင်နှုန်းဟာအယက်သားတွေကို ပြင်းမဲ့ထားတက်ဖြတ်မှုတွေကြောင့်ဖြစ်ပြီး27ရက်ခိုင်နှုန်းကတော့လက်နက်ကြီး drone မိုင်းနဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့်ဖြစ်ပါတယ်။လေကြောင်းတိုက်ခိုက်မှုကြောင့်အယက်သား488ယောက်တည်ဆုံခဲ့ပြီး932ယောက်ဒဏ်ရာရခဲ့ပါတယ်။အရက်သားတည်ဆုံသူတွေထဲမှာအသက်18နှစ်အထက်အမျိုးသားက80ရာခိုင်နှုန်းရှိပါတယ်။အမျိုးသမီးနဲ့ကလေးငယ်တွေတည်ဆုံရတဲ့အဓိကအကြောင်းရင်းကတော့ လက်နက်ကြီး၊ drone ၊မိုင်းနဲ့ဒေကြောင်းတိုက်ခိုက်မှုတွေကြောင့်ဖြစ်ပါတယ်။ဒီလိုအကြမ်းဖက်မှုတွေဟာစကိုင်းတိုင်းရဲ့မြို့နယ်အများအပြားမှာဆက်လက်ဖြစ်ပွားနေပြီးအရက်သားတွေရဲ့ဘဝနဲ့လုံခြုံရေးကိုကြီးမားစွာချိန်ချောက်နေတယ်လို့ဆိုပါရယ်။ရှမ်းပြည်တောင်ပိုင်းမိုင်းဆက်မြို့တောင်ဘက်နမ်ခုံမြစ်အထက်ပိုင်းမှာတရုတ်ကုမ္ပဏီတွေ24နှစ်ကြီးပတ်လို့ရွှေတူးဖော်နေတာကိုဒေသခံထိုင်းပြည်သူ900ကျော်ကစုဝေးပြီးကန့်ကွက်ဆန္ဒပြခဲ့ကြပါရယ်။ ထိုင်းနိုင်ငံချင်းမိုက်ခရိုင်မဲ့အိုင်မြို့နယ်တာသွန်းကြီးရွာကဒိသခဲပြည်သူ900ကျော်ကမတ်လ14ရက်နေ့မှာနမ်ခုံမြစ်စီလမ်းလျှောက်ချီတက်ပြီးဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။အဲ့ဒီနေ့ဟာအပြည်ပြည်ဆိုင်ရာမြေချောင်းများနေနဲ့တိုက်ဆိုင်နေတာကြောင့်ဒိသခဲတွေကနမ်ခုံမြစ်ကိုကာကွယ်ဖို့တောင်းဆိုခဲ့ကြတာပါ။ ဒေသခံတွေကရှမ်းပြည်နယ်အရှိပိုင်းနမ်ခုံမြစ်တလျှောက်မှာတတ်တူတူဖို့နေတာနဲ့တစ်တော်ပြုတ်တီးတာတွေကြောင့်ဖြစ်လာတဲ့နေဆက်ဖြတ်ကျော်အကျိုးသက်ရောက်မှုရေကြီးရေရှမ်းမှုတွေကိုဆက်ကျင်တဲ့စိုက်ပုတ်တွေကိုက်ပြီးဆန္ဒထုတ်ဖော်ခဲ့ကြတာဖြစ်ပါတယ်။ SHRF ရဲ့ထုတ်ပြန်ကြေညာချက်ထဲမှာမူးခေါင်တာရေကြီးတာတော်မီလာတာလေထုညဉ့်ညဲတာနဲ့ရာတီဥတုပြောင်းလဲတာတွေဟာလူသားတွေရဲ့ဘဝနဲ့နေထိုင်မှုကိုထိခိုက်စေတယ်လို့ဖော်ပြထားပါတယ်။ 2023ခုနှစ်ကစပြီးဝပြည်သွေးစည်းညီညွတ်ရေးတက်မတော် UWSA ထိချုပ်ထားတဲ့မိုင်းဆက်မြို့တောင်ပိုင်းနဲ့မိုင်းယုံမြို့တွေမှာနမ်ခုံမြစ်ကဲတလျှောက်အကြီးစားရွှေတူးဖော်မှုတွေလှုပ်လာခဲ့တာပါ2024စက်တင်ဘာလမှာရွှေတူးဖော်မှုကနေစွန်ပြစ်ပစ္စည်းတွေကြောင့်နမ်ခုံမြစ်ရေကြီးပြီးဒေသခံတွေစိုးစိုးရွားရွားထိခိုက်ခဲ့ကြတယ်လို့ဆိုပါတယ်မိုင်းယုံမှာရှိတဲ့နမ်ခုံမြစ်ပေါ်က ရွှေသူဖော်မှုတွေဟာလွန်ခဲ့တဲ့လတွေအတွင်းပိုပြီးကျယ်ပြန့်လာခဲ့ပြီး24ရက်ပတ်လုံးသူဖော်နေကြတယ်လို့ဒေတာခန်တွေကပြောပါတယ်။တရုတ်ကုမ္ပဏီ၄ခုကတရုတ်အလုတ်သမားအများစုအပါအဝင် အလုတ်သမား300နီးပါးနဲ့သူဖော်နေပြီးမြစ်ကန်ဘေးကတောက်ကုန်းရီမှာတမကမြစ်ထဲမှာပါရွှေဖော်ရီနဲ့သူဖော်နေကြတယ်လို့ဆိုပါတယ်။ ေတာခန့်ထိုင်းပြည်သူတွေကတဘာဝပတ်ဝန်းကျင်ပြက်စီးမှုဟာရွှေတူးဖော်တဲ့ဒေတာကိုတာမကအိနီချင်းနိုင်ငံတွေကပြည်သူတွေကိုပါထိခိုက်စေနိုင်တယ်ဆိုတာကိုအသိပေးဖို့ရည်ရွယ်ပြီးဆန္ဒပြမှုကို ပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်အမေရိကန်ကပေးအပ်တဲ့ USH အကူအညီရပ်တန့်သွားပြီးနောက်ဂရနီပြည်မှာအခြေခံကျန်းမာရေးစောင့်ရှောက်မှုနဲ့ကာကွယ်ဆေးအတွက်အကူအညီတွေဆက်လက်ရရှိဖို့စူးစမ်းနေကြပါတယ်။ဒီကြောင့်ကိုပီတာကတင်ဆက်ထားပါတယ်။ အမေရိကန်ကဘီအက်တဲ့ USA အကူအညီရပ်တန့်သွားတာကြောင့်လူထုကျန်းမာရေးနဲ့ဖွံ့ဖြိုးရေးကွန်ရက် CHDN ကိုထောက်ပံ့ပေးနေတဲ့ဝင်ငွေ35ရာခိုင်နှုန်းဆုံးရှုံးသွားခဲ့ပြီးကျန်းမာရေးနဲ့ပတ်သက်လို့ဆက်ပြီးလှုပ်ဆောင်နိုင်ဖို့ရထားတဲ့လုပ်ငန်းတွေအားလုံးအထူးသဖြင့်အခြေခံကျန်းမာရေးစောင့်ရှောက်မှု primary healthcare လုပ်ငန်းတွေကိုရပ်နာထားလိုက်ရတယ်လို့ဆိုပါတယ်။ ကျမရင်းနဲ့ပတ်သက်ရောအလုံးတိကျနိုင်ပါလေဒါမဲ့လောလောဆယ်မှာဒီ USA ဖန်ကျောက်တိကျတိကျနိုင်တယ်ကပမာဏကျမရင်း social prime hacker လို့ခေါ် prime hacker ကောင်းစေအောက်ကလုပ်ငန်းအာစီမံကိန်းတချို့နဲ့တိကျကိုရှိလို့လုပ်ငန်းတချို့ကတော့ကျွန်တော်တို့ဟိုတိကျနိုင်ပါလေဒီလိုလုပ်ငန်းတွေရပ်တန့်သွားနိုင်တဲ့နေရာတွေထဲမှာ Greenie ပြည်ကမြို့နယ်ခုနှစ်ခုမှာရှိတဲ့ဝိလံခေါင်ဖျားတဲ့ရွာတွေအပြင် ရှန်ကရီနီနက်ဆက်က ဖေခုံမုံပြဲနဲ့ပင်လောင်းမြို့တွေထက်ကရွာတွေလည်းပါနေပါဗါးဒါအပြင် CHDN ကပြီးနေတဲ့အခြေခံပနာမအချမ်းမရေးဆောက်ရှောက်မှုတွေထိခိုက်သွားနိုင်တဲ့အထက်မှာကရီနီနဲ့ကရင်နက်ဆက်ကတန်တောင်ကြီးမြို့နယ်ထဲမှာရှိတဲ့ရွာတွေအပါအဝင်ရွာပေါင်းတထောင်ကျော်ကဒေသခံပြည်သူတွေလည်းပါဝင်နေပါတယ်နောက်ဆက်တွဲအနေနဲ့ကာကွယ်ဆေးပြလတ်တာတွေကိုဝန်ဆောင်တွေအတွက်ချမ်းမာရေးဆောက်ရှောက်မှုမရတော့တာတွေ ကလေးငယ်တွေအဟာရချို့တဲ့တာတွေကျန်းမာရေးအသိပညာရော့ကျသွားတာကြောင့်ကူးစက်ရောဂါတွေပြက်ပွားလာတာတွေလည်းဖြစ်လာနိုင်တယ်လို့ conflict ကပြောပါတယ်။ Greeny ပြည်မှာစစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်း IEC ကဖွင့်လှစ်ထားတဲ့စစ်ရုပ်စည်းကမ်းတွေနဲ့ဘာသာရေးအဖွဲ့အစည်းတွေကဥဆောင်ပြီးဖွင့်လှစ်ထားတဲ့စစ်ရုပ်စည်းကမ်းတွေရှိပေမဲ့အဲ့ဒီ data တွေအားလုံးကိုလွန်ချုံနိုင်မှုမရှိဘူးလို့ဆိုပါတယ်။ဒါကြောင့်နိုင်ငံတကာရဲ့အကူအညီတွေဆက်ပြီးရရှိနိုင်ဖို့အရေးကြီးတဲ့အတွက်အခြားသောဥရောပနိုင်ငံတွေစီကနေ အကူအညီတွေရရှိဖို့အတွက်ကြိုးစားနေတယ်လို့ဆိုပါရယ်။ကျွန်တော်တို့ပြင်ဆင်ထားတာစဉ်းစားထားတာတော့အကောင်ဆုံးကတော့နောက်ထပ်အခြားဥရောပတို့နိုင်ငံအလူရှင်တွေရောက်ကျွန်တော်တို့ကြိုးစားနေတယ်။တကယ်လို့အဲ့ဒီနိုင်ငံတွေအကူအညီတွေရခဲ့တယ်ဆိုလို့ဒီ USA Farmer grant ထားတဲ့အချင်းကြီးလေ grant ထားတဲ့ project တွေလည်းကြိုးရထားရတန်ထားဖို့မလို့ကြိုးဆက်သွားလို့ရအောင်မလို့ USA ရဲ့အကူအညီရတန်သွားပြီးနောက်အခြားအလူရှင်နိုင်ငံတွေဖြစ်တဲ့ပြစ်တစ်ဆွစ်ဇာလန်ကနေဒါ UK တို့လိုနိုင်ငံတွေကအလူရှင်တွေနဲ့ပြန်ပြီးချိတ်ဆက်နေတယ်လို့ဆိုပါရယ်အမေရိကန်တမတဒေါ်နယ်ထရန့်က USA ဟာအမေရိကန်ရဲ့အကျိုးစီးပွားနဲ့မကန့်ညီပဲငွေတွေကိုလိမ့်လဲထောက်ယူနေပြီးအလဟတဖြုတ်တီးနေတယ်ဆိုတဲ့ဆွဆွဲချက်တွေနဲ့ကူညီထောက်ပံ့မှုတွေကို2025 February လ3ရက်နေ့ကစပြီးရက်90အကြာယာယီရပ်ဆိုင်ထားလိုက်တာဖြစ်ပါတယ်။ဒီရက်ပေါင်း90အလွန်မှာလဲအခုအညီတွေဆက်ပြီးရရှိနိုင်ဖို့မတိချာတော့တာကြောင့်တခြားကူညီပေးနိုင်မဲ့ အလူရှင်တွေကိုရှာဖွေနေကြရတာဖြစ်ပါတယ်။စစ်ကောက်စီကလုံးမဲ့ရွေးကောက်ပွဲအတွက်နိုင်ငံတကာအတိအမဲ့ပြုမှုရဖို့မြမအမျိုးသားလူ့အခွင့်အရေးကော်မရှင် MNHRC ကိုအတုံးချဖို့စ조사နေတယ်လို့လူ့အခွင့်အရေးလေလာစောက်ကြည့်နေတဲ့အဖွဲ့တွေကပြောပါတယ်။ဒီအကြောင်းကိုလည်းကွန်ပျူတာကပဲတင်ဆက်ထားပါတယ်။နိုင်ငံတကာလူ့အခွင့်အရေးဆိုင်ရာမဟာမိတ်အဖွဲ့ကန်နူရီက MNACR ဟာ ပါရီအခြေခံမှုတွေကိုလိုက်နာမှုရှိပဲလွတ်လပ်ပြီးထိရောက်တဲ့လူအခွင့်အရေးကာကွယ်မှုတွေမလုပ်နိုင်တာကြောင့်2024ခုနှစ်ဒီဇင်ဘာလ31ရက်နေ့မှာ အဖွဲ့ဝင်အဖြစ်ကနေရုပ်သိမ်းလိုက်ပါတယ်ဒီလိုထုတ်ပယ်ခံလိုက်ရတာဟာစစ်ကောက်စီအတွက်နိုင်ငံတကာမှာတရားဝင်မှုရဖို့ကြိုးစားနေတဲ့လောက်ရကိုဟန်တာလိုက်တယ်လို့ဖြစ်သွားပြီးရွေးကောက်ပွဲအတွက်နိုင်ငံတကာဖိအားတွေပိုပြီးများလာနိုင်တယ်လို့ဆိုပါတယ် စေအုပ်စုအတွက်ကနိုင်ငံတကာကိုသူတို့ကရွေးကောက်ပွဲလုပ်လိုက်ပါပြီဆိုပြီးတော့မှအဲ့ဒီရွေးကောက်ပွဲရလက်ကနေပြီးတော့မှထွက်လာတဲ့အာနော်ဟိုဒူရီနဲ့သူတို့အစိုးရတခုဖွဲ့တာမျိုးလုပ်ရတော့မလားရွေးရွေးကောက်ပွဲနဲ့တက်လာတဲ့အစိုးရမှာလူအခွင့်အရေးကော်မရှင်ဆိုတာလည်းရှိပါတယ်ဆိုပြီးတော့သူတို့နိုင်ငံတကာအဝန်ဝိုင်းစီကတရားဝင်မှု legitimacy ကိုသူကပြပြီးတော့မှသူကတောင်းပါလေမြူတာညညရေးအစိုးရ NUG ကလည်း MNACR ကိုအတိအမှန်မပြုဘဲဖျက်သိမ်းလိုက်ကြောင်းဖေဖော်ဝါရီလ17ရက်နေ့မှာကြေညာခဲ့ပါတယ်။စစ်ကောင်စီဟာနိုင်ငံတကာရဲ့ပိတ်ဆို့အရေးယူမှုတွေကြောင့်အထူးကြံနေတဲ့အခြေအနေကိုဖြေရှင်းနိုင်ဖို့ MNACR ကိုအတုံးချဖို့ကြိုးစားနေတာပါ။ကီလိုဖြစ်ပေါ်ပြီးနောက်ပိုင်းစစ်ကောင်စီက MNACR ကိုဒီနေ့ဇန်နဝါရီလ31ရက်နေ့မှာအသစ်ပြန်လည်ဖွဲ့စည်းခဲ့ပြီးအရင် MNACR ဥက္ကဋ္ဌဟောင်းဦးပေါ်လွင်စိန်ကိုပဲပြန်လည်ခတ်အပ်ခဲ့ပါတယ်။ ူကကျတော့လူကိုပဲဟိုဟိုဟိုတစားဒီတစားကိုလူကိုအပေါ်နဲ့အောက်နဲ့ပြောင်းပြောင်းပြန်လှမ်းပြီးပြောင်းပြစ်တာတော့ပါလို့ဒီလောက်ပဲလောက်တာဒါပေမဲ့အဲ့လိုလောက်လိုက်ခြင်းကဘာမှမဟုတ်ဘူးအဓိကကလာမယ့်ကာလခုနကရွေးကောက်ပွဲနဲ့ချိန်ပြီးတော့မှသူကနိုင်ငံတကာစီကနေတရားဝင်မှုကိုယူနိုင်ဖို့အတွက်ကိုသူကကြိုးပမ်းတဲ့သဘောပါပဲကန်နရီရဲ့ဒီလိုထုတ်ပယ်လိုက်တာဟာစစ်ကောက်စီအတွက်နိုင်ငံတကာမှာပိုပြီးအထူးချန်စီမှာဖြစ်တယ်လို့ တရားမျှတမှုကိုနှစ်ပေါင်းများစွာရှာဖွေနေကြတဲ့တိုင်းရင်းသားပြည်သူတွေနဲ့တော်လိုင်းရင်အားစုတွေအတွက်အခွင့်အလမ်းတရက်ဖြစ်လာစေတယ်လို့လူခွင့်ရေးတက်ကြွလှုပ်ရှားသူတွေကပြောပါရယ်စစ်ကောက်စီဥက္ကဋ္ဌဘူချုပ်မူဂျင်းမင်းအောင်လိုက်ကတော့2025ခုနှစ်နှစ်ကုန်ပိုင်းဒါမှမဟုတ်2026ခုနှစ်နှစ်ဆန်းပိုင်းမှာရွေးကောက်ပွဲကျင်းပဖို့စီစဉ်ထားတယ်လို့ဆိုပါရယ် စီအစဉ်ကိုကြည့်ရှုအားပေးနေတဲ့မိဘပြည်သူပေါင်းရှင်လန်းချမ်းမြေ့ကြပါစေ။နောက်တစ်ပတ်ဒီလိုချိန်မှာစောင့်မျှော်ကြည့်ရှုကြဖို့တိုက်တွန်းရင်းဒီတစ်ပတ်အစီအစဉ်ကိုရက်နာခွင့်ပြုပါရှင်။